ဒါရိုက်တာကိုပေါ့ဒီဆုံသွားနိုင်တဲ့တဲ့ရင်ကတော့ဒီ .tv မှာအတော်လေးကိုအွန်လိုင်းပေါ်မှာပြန့်နှံ့နေတာတနိုင်ငံလုံးလေးတည်ပြီးသားဖြစ်မှာပါဒါရိုက်တာကိုပေါ့အရေးပေါ်ဆေးရုံမှာအသက်လူနေရတဲ့ပုံတွေပြန့်နှံ့လာခဲ့ပြီးတော့ဒီတဲ့ရင်တွေကတခုပြီးတခုလက်လာနေကြတာပဲဖြစ်ပါရီဒါရိုက်တာကိုပေါ့ဟာတော်လိုင်းစကားတွေကနေရင်းနှီးချင်းကြည့်ပြည်သူတွေဘက်ကနေရက်တည်ပြီးတော့တောထဲမှာဒုက္ခများစွာခံခဲ့ကမမိအသက်နဲ့ရင်းပြီးတော့ပေးဆက်နေကြတာလေးဖြစ်ပါရီ ဒရိုက်တာဂူပေါ့ဟာ သူ့ရဲ့သားနှစ်ယောက်ကို အမြဲတမ်းကိုကျင်းစားပြီးတော့သူ့ရဲ့သားနှစ်ယောက်အတွက်စိတ်မကောင်းဖြစ်နေကြတာလေးဖြစ်ပါတယ်။သူရွေးချယ်ခဲ့တဲ့လမ်းထွားလူကိုယ်ရင်းကတော့တော့မရပါပဲလေ။သူ့ရဲ့သားနှစ်ယောက်ကိုကြောင်ကောင်းကောင်းမထားပေးနိုင်ခဲ့ဘူး။ကြောင်ကောင်းမမွန်သူ့ရဲ့အနီးအနားမှာမခေါ်နိုင်ခဲ့ဘူး။တော်တယ်မှာဒုက္ခပေါင်းများစွာနဲ့သူ့ရဲ့နောက်သားနှစ်ယောက်ကိုကျင်းလေခိုင်းစေခဲ့မိတာအင်တာမှာစိတ်မကောင်းဖြစ်မိကြောင်းကို ူပေါ်ကဝန်ခံခဲ့တယ်။ဘူပေါ်ဟာတော်ထဲမှနေတော့ကတော့ချင်းကြိုက်ခံရတဲ့ငှက်ပြပိုးနဲ့ထိတယ်၊ကြာမရင်မကောင်းမှုများစွာဖြစ်တယ်။အခုတော့သူတို့မိသားစုလေးကတတ္တရာနိုင်ငံဖြစ်တဲ့ဂျပန်နိုင်ငံကိုရောက်ရှိသွားခဲ့ပြီလေဖြစ်ပါရယ်။ဒီလိုချိန်မှာပဲကိုပေါ်ဟာဂျပန်နိုင်ငံမှာအပြင်းနဲ့မကောင်းဖြစ်ပါရယ်။ဒါကြောင့်ဆေးရုံမှာအထူးတလေသင်ခဲ့ရပြီ။သူ့အသက်ထွက်ခါနီးထီတော့ဖြစ်သွားခဲ့ကြောင်းလည်းသိရပါရယ်။ဒါပေမဲ့ကိုပေါ့ဆုံးသွားပြီ။ ဘိုးပေါ့ဆုံးတော့မယ်ဆိုတဲ့သတင်းစကားကပန်ကမ်ပဏီပဲနဲ့ဘိုးပေါ့ဟာအခုချိန်မှာဆွေးနွေးပြီးအစည်းအဝေးကပြန်လည်ဆင်းလာခဲ့ပြီးဖြစ်ပြီးတော့သူရဲ့မိသားစုနဲ့သူကြားမှုမှာရှိနေကြောင်းလည်းသိရပါရဲ့ဗျာ။